ကဲတီချာတို့ဒီနေ့ essay ခေါင်းစဉ်က expository writing expository ဆိုတာကအကြောင်းအရာတစ်ခုကိုရှင်းလင်းတာမျိုးရှင်းပြတာမျိုးကို expository လို့ခေါ်တယ်ပေါ့နော်ဒါဆိုရင်အဲ့ဒီရဲ့ essay တွေကို expository essay လို့ခေါ်တယ် expository essay ဆိုတာကတီချာတို့ကခေါင်းစဉ်တစ်ခုရဲ့အချက်အလက်တွေကိုစာဖတ်သူတွေကိုဆွဲဆောင်မှုရှိအောင် ရေးသားပေါ်ပြရတဲ့အစီအမဖြစ်တယ်။ဒါကြောင့်လို့တချို့ပညာရှင်တွေကတော့ဆရာကြီးတွေကတော့ခုနက expository essay ကို giving information essay လို့တော့သတ်မှတ်တယ်ပေါ့နော် information အကြောင်းအရာတစ်ခုကိုတည်င်းအချက်လက်တွေကိုမျှဝေပေးတဲ့ essay လို့တော့ပြောကြတယ်။ဒါဆို expository essay ကတော့တချို့ argumentative essay လုံးဝလုံးဝမဟုတ်ဘူးဆိုတာသိထားရမယ်။ဥပမာတချို့ဒီမှာခေါင်းစဉ်လေးကိုချစ်ချစ်ရအောင် အဲ့တော့ဒီ expository essay ကဥပမာ the season of မြန်မာဆိုပါစို့မြန်မာပြည်မှာရှိတဲ့ယာဒီဥဒုအကြောင်းကိုပဲပေါ်ပြခိုင်းတာမြန်မာပြည်မှာရှိတဲ့ယာဒီဥဒု၃ခုရှိတယ်အဲ့ဒါတွေကတော့ညရာဒီမိုးရာဒီဆောင်းရာဒီဖြစ်တယ်เนาะအဲ့ဆိုရင်ညရာဒီဆောင်းရာဒီမှာကိုကညရာဒီကိုကြိုက်တယ်မိုးရာဒီကိုကြိုက်ဆောင်းရာဒီကိုကြိုက်တယ်ဆိုတော့ဟာမျိုးကိုရေးရတဲ့ essay မဟုတ်ဘူး မြန်မာပြည်မှာရှိနေတဲ့လက်ရှိရှိနေတဲ့ယာဒီဥတုတုံးခုဆိုအဲ့ဒီတုံးခုအကြောင်းကိုပဲရေးရတာကိုယ့်ရဲ့ကြိုက်ခြင်းမကြိုက်ခြင်းကိုထဲ့လို့ရေးလို့ရေးပြရဆရာမလို့တဲ့အစီမျိုးဖြစ်တယ်အဲ့ဒါလေးကိုတော့နားလည်ထားဖို့လိုတယ်နော်ဒါဆိုရင်နည်းနည်းသဘောပေါက်မယ်လို့တော့ယုံကြည်တယ်နော် အဲ့ဒါကိုအဲ့ဒီ essay မျိုးကိုတခြားရောအဲ့လိုရေးပြရမယ်နော် information essay ပေါ့တကယ်တမ်းပြောရင် information ပေးတာပေါ့နော်ဒါဆိုတခြားမြန်မာမြန်မာလိုရေးပြထားတယ် expository writing ကတခြားရောခေါင်းစဉ်မှာရှိတဲ့အချက်အလက်ကိုစာဖတ်သူတွေကိုဆွဲဆောင်ပြီးရေးသားဖော်ပြတဲ့ရေးသားမျိုးပဲဖြစ်တယ်ခုနကတခြားထပ်ပြောမယ်အဲ့ဒီရဲ့ essay တွေကိုဆရာကြီးတွေကတော့ expository essay ကို give information information ပေးတဲ့အစီအမျိုးအစားလို့သူတို့ပြောတယ်။ဒါကြောင့်မို့ကိုကကိုရေးမဲ့ခေါင်းစဉ်ဆိုရင်ရေးမဲ့ခေါင်းစဉ်ရဲ့အကြောင်းအရာကိုရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားကိုဖော်ပြနိုင်ရမယ်။အသေးစိတ်အချက်လက်တွေအထောက်အထားတွင်တဲ့ထောက်ပံ့မှုတွေကိုရေးပြရမယ်နော်။အဲ့တော့ဒီချေကဆရာကြီးတယောက်ရဲ့စာအုပ်ကိုဖတ်လိုက်တဲ့အခါမှာကျတော့သူကဗာပြောထားလဲဆိုရင်ဒီရဲ့ expository essay ကတော့ တတရလူရဲ့အမြင်လေးကို ရေးသားဖော်ပြရတဲ့အစီမျိုးဖြစ်တယ်ပေါ့ဘာလို့လဲဒီချတော့ဒီအစီရေးတဲ့အခါမှာကိုယ့်ရဲ့ကိုယ်ပိုင်ခံစားချက်တော့ကိုယ်ပိုင်အမြင်တော့ကိုယ်ပိုင်အတွေ့အခေါ်ကြီးထည့်သွင်းရေးထားလို့မမြရဘူးအဲ့ဒါလေးတော့တစ်ချက်သိရမယ်ဥပမာခုနမြန်မာမှာ ရှိတဲ့ရာဒီဥဒုဆိုပါဆိုဒါဆိုမြန်မာမှာရှိတဲ့ရာဒီဥဒုအရှိရှိတိုင်းအောင်ပဲကိုဖော်ပြထားရမယ်ဟုတ်ပြီနော် ဒီမှာတွားပြီးတော့ရောပြီးတော့မရသေးဘူးဖောက်ပြန်တာတို့ဒီရဲ့မိုးရသည်ကိုကျမမချိုက်တာတို့အဲ့ဒါတွေကကိုယ့်အတွက်ချိုက်ချင်မချိုက်ချင်ဖော်ပြလို့ကိုမြင်ရတာမြန်မာပြည်မှာရှိတဲ့ရာသီဥတုဆိုရင်အဲ့ဒီရာသီဥတုအချောင်းကိုပဲ information ပေးရတယ်အဲ့တော့ပေးတဲ့အခါမှာကိုယ်ကအထောက်အထားတွေရှိရမယ်ကိုယ်တခုတခုရေးတဲ့အကြောင်းအရာတွေဆက်ဆက်မှုရှိရမယ်ဒီတကြောင်ရေးပြီးတော့နောက်အကြောင်းအရာတွေသူကကိုယ်ခွဲပြပြရှိလို့မရအောင်ဒီတကြောင်ကနောက်တကြောင်ရဲ့အထောက်အပံ့တွေမျိုးအထောက်အပံ့တွေပေးနိုင်တဲ့စာကြောင်းမျိုးတွေဖြစ်ရမယ်နော်ကဲဒါဆိုရင်တဘောနည်းနည်းပေါက်တယ်လို့တော့တိချက်ထည့်နေနော်အဲ့တော့ဒီချက်တော့ဒီမှာက expository essay က argumentative essay နဲ့မားမှာဆိုလို့ teacher ဒီမှာရှင်းလင်းဖော်ပြထားပေးတယ်เนาะဒါဆို expository essay လို့ပြောလိုက်တာ ਨੇ ကျတော့ expository essay ဒီ teacher argumentative essay လောမဟုတ်ဘူး expository essay လို့ပြောရင် to inform informs about ရလေသတင်းပေးတယ် explain ရှင်းပြရတယ် or describe a topic clearly and logically ဘာလို့တာလဲဆိုခေါင်းစဉ်တစ်ခုကို logically ယုတ်သိရှိရှိ ရှင်းရှင်းလင်းလင်းပြတ်ပြတ်တတတတင်းအချက်လက်တွေကိုပေးတယ်ပေါ်ပြတာမျိုးရေးတယ်အစီအမျိုးစာဖြစ်တယ်အဲ့ဒါ expository essay လို့ခေါ်တယ် argumentative essay ကျလို့ကျတော့ argument လုပ်တယ်ဆိုတာညင်းတာဥပမာကျတော့ခေါင်းစဉ်အကောင်းဆိုလို့ရှင် life is better in the city than in rural in the rural areas so ကျတော့အဲ့ဒီ essay ခေါင်းစဉ်မျိုးဆိုပါစို့ကိုယ့်ရဲ့ဘဝတွေက ဒီ city မှာနေရနဲ့ဒီ rural area ဝေးလံခေါင်းတည်တဲ့နေရာမျိုးမှာနေတာဘယ်ကပိုကောင်းလဲဆိုအဲ့လို essay မျိုးဆိုတာ argumentative ကိုဘယ်ကအောင်ခြိုက်လဲ city မှာနေရတာခြိုက်လားဒါမှရှိ rural area ကိုခြိုက်လားခြိုက်တဲ့အခါမှာကိုရဲ့ကိုရဲ့အမည်ဟုတ်လားကိုခြိုက်တဲ့နေရာဟိုမှာ city ခြိုက်တယ် city ခြိုက်တဲ့နေရာကိုစာဖတ်သူတွေဆွဲဆောင်မှုရှိလာအောင်လို့ကိုရဲ့ point of view ကိုချပြတာကိုယ့်ကိုယ့်ရဲ့ point of view ကိုယ့်ရဲ့ဒီခုနက rural area ကိုမကြိုက်တဲ့အကြောင်းကို argue လုပ်ပြီးတော့တင်ပြတာနော်အဲ့ဒါကိုတင်ပြပြီးတော့မှဆွဲဆောင်ပြီးမှရေးတဲ့ essay မျိုးကိုမလို့ကျွန်တော် argumentative essay ခေါ်တယ်ဟုတ်ပြီနော်ကဲဒါဆိုရင်ဒါဆိုထားလိုက်တော့ expository essay လို့ပြောချင်လို့ခုနကမြည်သည့် essay မျိုးဆို introduction body conclusion ရှိတယ်ဆိုတာအကုန်လုံးသိပြီးသားပဲနော်ဒါသူရဲ့ format ဒါဆို introduction မှာတော့ဘာလဲလို့ပြောလို့ရှိရင်တချို့က introduction လို့ပြောလို့ရှိရင် introduction ကစာပိုင်းတစ်ပိုင်းလို့ဒီ essay တစ်ပုဒ်လို့မှအခက်ခဲဆုံးအပိုင်းဖြစ်တယ်။ introduction လည်း20%လောက်ပဲ essay ရဲ့20%လောက်ပဲပါတဲ့နေ conclusion ဆိုတာလည်း essay ရဲ့20%လောက်ပဲပါတဲ့နေဆိုတော့ကိုက introduction ကိုရေးတဲ့အခါမှာရေးဘူးရအခြေအနေ general information ကနေပြီးတော့ specific information ကိုပေးရမယ်အပိုင်းဆိုတာ ားလုံးသိပြီလားဒါ introduction ရဲ့သူ့ရဲ့ formula ပဲဖြစ်တယ်ဒါဆိုရင်ဒီ expository essay ရဲ့ introduction ကြောင့်ဘယ်လိုရမလဲလို့ပြောလို့ရှိရင် तू ကကိုယ့်ရဲ့ခေါင်းစဉ်နဲ့ပတ်သက်တဲ့အကြောင်းအရာ background information ရှင်းရှင်းလင်းလင်းပေါ်ပြရမယ်။ဒါကြောင့်အရေးကြီးတယ်လဲဆိုတာကိုဆွဲဆောင်နိုင်ရမယ်။ဟာဒီလိုဆိုရင်ဒီချေကျွန်တော်တို့ကျမတို့ဆွဲဆောင်ဖို့လွယ်လားဆိုအပွင့်လင်းဆုံးပြောရင်မလွယ်ဘူး။ဒါကြောင့်မလို့ဒီချေကအောက်မှာရေးထားပေးထားတယ်နော်။ အကောင်းဆုံးအကြံဉာဏ်ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဒီဆရာကြီးတွေပညာရှင်ဆရာဆရာကြီးတွေရေးထားတဲ့အစေးကိုပဲလေ့လာပြီးမှဖတ်မယ်လေ့လာမယ်ဖတ်မယ်အတုခိုးပြီးတော့ရေးထားမယ်ဒီမှာအတုခိုးရေးပါဆိုတာဒီခိုးကူခိုင်းတာမဟုတ်ဘူးအဲ့တော့ကိုဒီအဲ့တီချာရိုးရဲ့ဆရာတွေလည်းတင်ထားပေးတယ် collect copy create ဆိုတဲ့စကားသုံးမျိုးရှိတယ်เนาะအဲ့တော့ကိုက essay ရေးတော့မယ်ဆိုလို့ရှိရင် collect data အချက်အလက်တွေကိုတခါလေဖတ်ပြီးတော့သူများရေးထားတဲ့ဆရာကြီးဆရာကြီးတို့ရေးထားတယ်ဒါမှမဟုတ်ရှေ့အကုန်လုံးစာအုပ်တွေကနေရေးထားတယ်ပညာရှင်ကြီးရေးထားတယ်ဆရာဆရာတွေဆရာကြီးတွေရေးထားတယ် information ဒီအချက်အလက်တွေ essay အမျိုးအစားတွေပုံမမူတည်ပြီးတော့အဲ့ဒီအကောင့်တွေကိုတေချာပတ်ပြီးတော့မှ data တွေကို collect လုပ်ထားမယ် PA data collect လုပ်ထားတာကိုကူးချမယ်ကူးချပြီးတော့ကိုယ့်ရဲ့ကိုယ်ပိုင်ဖန်တီးပြီးတော့မှကိုယ့်ရဲ့ကိုယ်ပိုင်ဖန်တီးမှု စန်ဒစ်စထရက်ချာလေးတွေနဲ့ဖွဲ့စည်းပြီးမှရေးတက်ဖို့ပဲကျွန်တော်တို့ကကျင့်ရမယ်ဆိုတော့ဆိုတော့ဒီမှာ introduction ရေဒီ expository ရေ introduction ကတော့တာမန်ခေါင်းစဉ်ရေဒီကျွန်တော်တို့ခေါင်းစဉ်ဒီ essay မျိုးစားတွေရေ essay တွေလိုပဲသူ့ကိုကျွန်တော်တို့ general information and specific information ပေးရမယ်ဒါဆိုသူ့ရဲ့တဘာဝအတိုင်းတိုင်းပဲဒီရဲ့ topic ကဘာလို့အရေးကြီးလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်းကိုဖော်ပြတက်ရမယ်အဲ့တော့ကိုကမတက်ဘူးဆိုလို့ရှိရင်စာမြင်များဖတ်ရမယ်ပေါ့နော်ကဲဒါဆို body ဘိုင်းကိုကြည့်ရမယ် body ဘိုင်းမှာတော့ဒီချာကဒီမှာမြန်မာလိုတေချာပြောထားပေးတယ်အကြောင်းအရာတွေကတစ်ခုနဲ့တစ်ခုအထောက်ပံ့ပေးတဲ့စာကြောင်းမျိုးတွေပါနိုင်အောင်ရေးရမယ်တကြောင်းနဲ့တကြောင်းအထောက်ပံ့ဆက်ဆက်မှုရှိနေရမယ်ဆိုလိုတာကဟုတ်လားကိုကခုနစီစဉ်ဆုံးမြန်မာပြောပြီးမိုးရည်ပြောပြီးနေရည်ပြောလို့ပြောဆောင်းရည်ပြောလို့ပြောမရအောင် နော်မိုးရသည်ဆိုမိုးရသည်မှာဖြစ်လေဖြစ်လာရှိမြန်မာပြည်မှာရှိမိုးရသည်အကြောင်းဘလို့ရသည်ဥတုအပေါ်ပိုင်းအထက်ပိုင်းနဲ့မတူတဲ့အကြောင်းအဲ့ဒီအကြောင်းတွေဟာလောက data တွေဒါမလို့ရှိရင် facts တွေအချက်အလက်တွေဥပမာတွေနဲ့အသာပြပြပြောပေါ်ပြမှာဒါကြောင့်ဒီရဲ့ expository essay တကယ်တမ်းပြောလို့ရှိရင်လို့ရှိရင်နည်းနည်းလေးပညာသားပပရေးနိုင်မှာပဲပို့အဆင်ပြေတယ်ပေါ့နော်အဲ့တော့ခုနကဘာလို့ရလဲလို့ပြောလို့ရှိရင်စာမြင်များဖတ်ရမှာတော့ဒါတဘာဝကြတယ်ပေါ့နော် အဲ့တော့အဲ့ဒီအချက်လက်တွေကိုအသာပေးဖော်ပြနိုင်တယ်ဥပမာတွေဥပမေတွေကိုလုံလောက်တဲ့တကယ်အဓိက point တွေကိုဆွဲထုတ်နိုင်ရမယ်အဲ့ဒါလေးတွေကိုသိထားရမယ်နော်အဲ့ဒါကတော့ body ပိုင်းပေါ့ဒါဆို conclusion အပိုင်းကိုတော့ကြည့်မယ် conclusion အပိုင်းလို့ပြောရင် main point တွေ key point တွေနဲ့အနည်းချုပ်ဖော်ပြမယ်ကိုခေါင်းစဉ်ကိုထောက်ပံ့နေဖြစ်စေမထောက်ခံကြီးဖြစ်စေညင်းဆိုသည်ဖြစ်စေနော် အဲ့ဒီကောင်ကိုဖော်ပြမယ်အဲ့တော့ဒီနေရာမှာဒီချက်ထောက်ကန်တာညင်းဆိုတာကိုကိုမတွေးတတ်ဘူးဆိုမတွေးစီချင်ဘူးမတွေးဘဲနဲ့အရှိအရှိတိုင်းကိုပဲခုနကဂျန်ဒီ introduction မှာဒီ body ဘိုင်းမှာရှိနေတဲ့အချက်ဤအလက်လေးတွေကိုပဲ key point main point လေးကိုအနည်းချုပ်ပြီးတော့မှ specific to general idea ကိုပေးနိုင်ဖို့ပဲညံ့များလိုတယ်เนาะအဲ့ဒီတော့ဒီချက်ပြောပြီးတာအကောင်ဆုံးကတော့ Saudi ဖတ်ပဲ ဒါပဲလုပ်နိုင်တယ်နော်အဲ့တော့ဒီမှာ expository essay ရဲ့ခေါင်းစဉ်တွေကတော့တချို့တွေကတော့ the season of myanmar how students should keep themselves fit ဆိုပြီးတော့မှ one is safety ရှိတယ်နော်အဲ့တော့ဒါကတော့ခုနကဒီ grade 10 11 12တိကတော့ဆယ်နံပါတ်10တိကိုလေ့ကျင့်ထားလို့ရတယ်11နေစပြီးကျန်တဲ့ဒီ2019တိကတော့ဒီချက်တော့ဗာလဲဆိုတခြားတခြားတော့ ်စာအုပ်ထဲကနေပြီးတော့မှကျတို့ကိုပြီးတော့မှထည့်ထားပေးတာဆိုတော့ဒီ IELTS တို့ဘာလို့ဖြေတဲ့အခါမျိုးဒီမှာဒီလိုမျိုးရဲ့ခေါင်းစဉ်တွေကိုထည့်ထားပေးတာဖြစ်တဲ့အတွက်ရေးချင်ထားဖို့ရမယ်ခေါင်းစဉ်အနေနဲ့လာပေးထားတာဖြစ်တဲ့ဂျန်တဲ့အပိုင်းတော့ကိုကိုကိုပဲလောက်ရမှာပေါ့နော်အဲ့တော့ဒီမှာတော့ကျတို့အခုတူတာအနေနဲ့ပြောရမယ်ဆို expository essay ပဲ writing ကိုရေးတဲ့အခါမှာ format ဝင်အောင်ရေးရမယ် formula ဝင်အောင်ရေးရမယ်ခက်လားလို့ပြောရင်တကယ်တကယ်တီးတတ်အနေနဲ့ရေးဖို့ကတော့အင်မတန်မှခက်တယ် နော်မင်းမခက်တယ်ကိုကចောင်းသူចောင်းသားဖြစ်တဲ့အတွက်မလုပ်တာလဲဆိုလို့ရှင် စာများများဖတ်ဖို့ ਨੇ ခုနကဒီရဲ့ခါလေးကိုသူများဟာစုတူပြုဆိုရဲ collect copy create ဆိုတာမျိုးလုပ်နိုင်တော့အကောင်းဆုံးပဲနော်အဲ့တော့ခက်ခဲတဲ့ introduction ဆိုတာတော့ခက်ခဲတဲ့အပိုင်းဖြစ်တယ်လို့ body ကိုအရင်ရေးပြီးရင် conclusion ကိုရေး conclusion နဲ့ဆက်ဆက်မှုရှိတဲ့အကြောင်းအရာကို introduction မှာခေါင်းစဉ်ရဲ့ background information ပေးနိုင်ပြီးလေ့ကျင့်တာအကောင်းဆုံးပဲကိုကတော့ တီချာရောသူရောစာဖတ်ပြီးတော့မှလေ့လာထားတဲ့သူဖြစ်တဲ့အတွက်အကောင်းဆုံးအကြံဉာဏ်ပေးတာကတော့စာမြန်များဖတ်ပြီးလေ့ကျင့်ဖို့နဲ့နောက်တစ်ခု expository essay ဆိုတာဒီခေါင်းစဉ်မြင်လိုက်တာ ਨੇ the season of မြန်မာခေါင်းစဉ်မြင်လိုက်တာဒါဒီ expository essay ဆိုတာမျိုးကိုမသိနိုင်မသိနိုင်တဲ့အတွက်ကိုဒီခုနက introduction body အဲဗာလေ conclusion နေမှာခုနတီချာတို့သင်ရိုးသင်ကြားဖြစ်တဲ့ intro ဆို intro ဘိုင်းဆိုလို့ရှိရင်ဒီချက်တို့ general to specific information ပေးနိုင်တာမျိုးဟုတ်တယ်နော်နောက်တစ်ခု body မှာဆိုခေါင်းစဉ်နဲ့ diet ပတ်သက်တဲ့အကြောင်းအရာကိုပေးနိုင်တာမျိုးအဲနောက်တစ်ခုဒီ conclusion မှာ main point key point တွေကိုပြန်ပြီး conclude အနည်းချုပ်ဖော်ပြပေးနိုင်ပြီဆိုရင်လည်းပဲလုံလောက်တယ်ပေါ့နော်ဘယ်အရာမဆိုဘယ် essay ခေါင်းစဉ်မဆိုတတိထားမှာကတော့ကျတို့ transition word တွေတုံးပြရမယ် moreover တို့ furthermore တို့အဆက်ရှိပြီးအဲ့ဒါလေးတွေကိုတုံးတက်ဖို့ကတော့ အမြဲတမ်းအမြဲတမ်းလေ့ကျင့်ထားဖို့လိုတယ်။နောက်တော့ essay ရေးတဲ့အခါမှာဒီ expository essay ကိုကျင့်မယ်လို့ပြောလို့ရှိရင်ဒီစာရွက်ကြီးကိုချပြီးမှလေ့ကျင့်တာအကောင်ဆုံးပဲ။နော်ကိုကိုကိုထင်ရမြင်ရရေးရတက်စာလို့ရှိရင်ဒီလိုမျိုးဒီလိုပါဝင်အောင်ရေးပြီးလေ့ကျင့်နိုင်တာအကောင်ဆုံးပဲလို့ teacher တို့အကြံဉာဏ်ပေးချင်တယ်နော်။ဒါဆိုဒီ teacher ကိုရှင်းတယ်လို့ teacher အောက်မိတယ်။ဘယ်အရာမဆိုဘယ်ခေါင်းစဉ်ပါမယ်ရေးရေး teacher တို့ဘာလုပ်ရမလဲဆိုလို့ရှိရင်အများရန် brainstorming ကိုတော့ စပြီးတော့မှလုပ်ရမယ် draft အကြမ်းကို brainstorming လုပ်ပြီးမှကိုယ့်ရဲ့ဟာကိုတေချာလေးမွမ်းမံပြီးတော့မှရေးရမယ်ဆိုတော့ဒါသိပြီးသားပဲနော်ကဲဒါဆိုဒီရဲ့ essay ခေါင်းစဉ်ကတော့ဒါပါပဲ